ရေတောက်ပြီးဇွန်ဘီပြောင်းသွားတဲ့လူသားများရုပ်ရှင်ရဲ့အစကိုတော့မွန်ထရီယယ်မှာရှိတဲ့ကျွန်းစုမျိုးတစ်မျိုးမှာစတင်ထားပါတယ်။ဘိုင်အိုတက်ကုမ္ပဏီဟာမျိုးရဲ့ကောက်ကွင်းကြီးပြုပြင်မောမှန်ဖို့အတွက်တာဝန်ပေးခံရပြီးသူတို့တီထွင်တဲ့နောက်ဆုံးပေါ်နီးပညာနဲ့မျိုးစာတစ်ခုကိုကောက်ကွင်းကြီးမှာကျဲချလိုက်တဲ့အခါမှာတော့အန်အိုဖို့ကောင်းစွာပဲမျိုးစာကနင်းတွေကိုတော့စုပ်ယူသွားပြီးတော့ဆောင်းနေမှာတော့လူချမ်းသာတွေကောက်ကစားလို့ရတဲ့အနေအထားဖြစ်စေခဲ့ပါတယ်။အဲဒီအချိန်တစ်ပတ်မှာတော့လုံချိုရေးဝန်ထမ်းတယောက်ဖြစ်တဲ့တန်ဟာစွန်သားနေထိုင်ရတာတွေကိုစိတ်ဝင်စားတဲ့သူဖြစ်တဲ့အလျောက် ိမ်ကနေလိုအပ်တဲ့ပစ္စည်းတွေယူပြီးသူ့ရဲ့ကားတွေကိုထည့်ကာအဆိုးရွားဆုံးတွေကိုစိန်ခေါ်နေတဲ့သူပဲဖြစ်ပါတယ်။နောက်ပြီးသူမြဲနားထောင်နေကြရေဒီယိုစီစဉ်တစ်ခုလည်းရှိကအဲ့ဒီစီစဉ်ကတော့ကဘာနှန်းကဖြစ်ပေါ်နေတဲ့လျှက်ဝက်ကြံစီမှုတွေအကြောင်းသုံးသပ်ပြတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အခုလဲသမယိုးကြနီးမဟုတ်ပဲစွန်စားခီးထွက်တဲ့သူတို့ထုံးစံအတိုင်းမိကိုမိချက်တို့မိချက်စံတို့ကနေမှညီပန်းနဲ့သူ့တနက်ထဲကရမ်းမှုန်တွေကိုထုတ်ပြီးတော့မိထွက်အောင်လုပ်ဖို့လုပ်နေခဲ့ရင်းနဲ့ ထားပေါလို့မြခုံးမွေးတစ်ဖက်လျက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဒန်ရဲ့သမီးလေးပက်ထရီရှာဟာခေါက်ကလပ်မှာခေါက်အိတ်တဲတဲ့အလုပ်ကိုလုပ်ပါတယ်။တရက်သူမအလုပ်ချိန်မှာ BioTech Company CEO နဲ့ဘောစီလင်မယားနှစ်ယောက်ခေါက်ရိုက်ကြပြီးအဲဒီချိန်မှာသူတို့တတိမထားမိခဲ့တာကတော့ BioTech Company ကဖြန့်လိုက်တဲ့နီးပညာမြင့်မြေဩဇာဟာမြေကြီးထဲအထိစိတ်ဝင်သွားပြီးတော့အဲဒီမျိုးရဲ့ရေတွေကိုစိတ်တင်သွားစေခဲ့တယ်ဆိုတာပါပဲ။နောက်ထပ်ဇာတ်ဝင်ကမ်းမှာတော့ကားဇက်ယုံတရုတ်ဆောင်ချက်ဟာ ကုန်တိုင်းမှာဈေးလာမွေးခင်ရေတခွက်ကိုအဝါတောက်လာခဲ့ပါတယ်။ကုန်တိုင်းရောက်လာတဲ့အချိန်မှာလည်းတတိတွေကိုရေပိုက်ကောင်းကနေလာတဲ့ရေနဲ့ဆေးကြောနေတာကိုတွေ့ရမှာဖြစ်တယ်လို့ဟင်းဒီဟင်းရွက်တတိတပ်ဖူတွေကိုလည်းလက်ဆောင်ရေအမြဲဖြန်းပေးနေတာကိုကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်။အဲနောက်ကျဈေးဝယ်ထွင်းရင်လည်းကောင်းတစ်ချက်မူသွားပေမဲ့ကောင်းမူသွားတာကိုစိတ်ထဲတိတ်မထားပဲနဲ့အိမ်ကိုပဲပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့တဖြည်းဖြည်းနဲ့သူ့ရဲ့သွားတွေဟာအစိမ်းရောင်တွေပြောင်းလာပြီးတော့ပိုက်ထဲကနေလည်းတကူးကူကိုစားလောင်လာခဲ့ပါတယ်။နောက်တော့ရေချိုးကန်ထဲမှာရေချိုးနေတဲ့သူမိမစီကိုသွားပြီးတော့လေဘင်းကိုကပ်လိုက်ပါတယ်။ တကယ်တော့ဂျက်ဟာသွေးစုပ်ဖို့ကောင်ဖြစ်ကိုပြောင်းသွားတာဖြစ်ပြီးတော့ကိုက်ပြီးတဲ့အချိန်မှာတော့သူလဲရေကူးကန်လေးကိုဝင်လိုက်တာထိုးကြလာတဲ့နေအောင်ကြီးကိုခန်းစားနေခဲ့ပါတယ်။အဲဒီအချိန်တစ်ဖက်မှာတော့မစ်ချဲရဲ့သူနဲ့အတူခေါက်ရိုက်တဲ့ဘောစီလင်မယားရဲ့ဟာခေါက်ကလပ်ရုံးကိုလာတဲ့အချိန်ထူးဆန်းစွာပဲနီနာမှာဘသူမှရှိမနေတာကိုတွေ့လိုက်ရပါတယ်။ခဏနေတော့ရုံးနှင်းကနေလူတယောက်ထွက်ပြေးလာပြီးတော့လူသားတွေပုံပြောင်းကုန်ပြီလို့ဩကာသူတို့ကိုပါပြေးခိုင်းရင်းနဲ့သူလဲပြေးသွားပါတော့တယ်။အဲဒီနောက်မှာတော့ဇွန်ဘီတွေဖြစ်ပြောင်းသွားတဲ့ဇွန်ဘီတွေဟာအဲဒီလူရဲ့နောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။ နောက်တော့ဇွန်ဘီဖြစ်နေတဲ့ခွေးတစ်ကောင်ထွက်လာပြီးတော့ပေါ်စီလင်မယားကမိမဖြစ်သူကိုကတ်လိုက်ပါတယ်။တချိန်ထဲမှာပဲနောက်ထပ်ဇွန်ဘီတက်ဖွဲ့ဟာသူတို့စီကိုပြေးလာတော့မစ်ရှင်နဲ့ပေါ်စီလင်မယားကယောက်ျားလှုပ်သူလဲရုံးထဲကိုဝင်ပြေးရပါတော့တယ်။အဲ့ဒီချိန်ခွေးကိုက်ခံလိုက်ရတဲ့မိမဖြစ်သူကလည်းဇွန်ဘီပုံစံပြောင်းနေပြီဖြစ်ပါတယ်။မစ်ရှင်တို့ကထဲကနေတကားကိုပိတ်လိုက်ပြီးဟိုမိမဖြစ်သူပါဝင်ဇွန်ဘီတွေကိုဝင်လို့မရအောင်ပိတ်ထားခဲ့ပေမဲ့လေခွနာကခွေးရရအောင်ဝင်ပြီးတော့ယောက်ျားဖြစ်တဲ့သူကိုကတ်လိုက်ပါတယ်။အဲ့ဒီသူပါဇွန်ဘီဖြစ်စာပြောင်းလာတာကြောင့်မစ်ချယ်ဟာထွက်ပြေးရပြီးမိဖို့ကြောင့်ကနေဒါတစ်ချောင်းယူကပုံနေလိုက်ရပါတယ်။ အဲ့ဒီချိန်တစ်ဖက်မှာတော့ဒန်ကိုအမျိုးသမီးကြီးတယောက်ကဖုန်းဆက်ပြီးသူမအင်းနီနာချင်းလက်မယားကရန်ဖြစ်နေတာအရန်ဆူညံနေလို့တစ်ချက်လာကြည့်ပေးပါအောင်လို့ကိုညီတောင်းတဲ့အခါမှာဒန်လည်းသွားခဲ့ပါတယ်။ဟိုရောက်တော့မိမကြီးပြောတဲ့လက်မယားကရန်ဖြစ်တာမျိုးမဟုတ်ဘဲနဲ့အထက်ကနေအတင်းထွက်ချင်နေတဲ့ပုံမျိုးဖြစ်နေခဲ့တာခဏနေတော့သူ့ကိုဖုန်းဆက်တဲ့မိမကြီးကလည်းရုတ်တရက်ဇွန်ဘီပုံစံပြောင်းသွားပြီးတော့သူ့ကိုလိုက်ဆွဲပါတော့တယ်။ဒါမဲ့ဒန်ကတော့ကားရဲ့အမြန်ဝင်လိုက်နိုင်ခဲ့ပြီးထွက်ပြေးလာနိုင်ခဲ့ပါတယ်။လမ်းမှာသူ့သမီးပက်ထရီရှာဆင်မီယေလာဖုန်းဆက်ကြည့်ပေမဲ့ပက်ထရီရှာကလည်းဇွန်ဘီတွေလက်ကနေရှောင်နေရတာဖြစ်လို့ဖုန်းမကင်နိုင်ခဲ့ပါဘူး။ ါကြောင့်တန်ဟာကုမ္ပဏီကားကိုထားခဲ့ကသူ့ရဲ့လက်နဲ့ပြေးပါတဲ့ကားကိုယူပြီးတော့သူ့သမီးကိုကယ်ဖို့ထွက်လာပါတော့တယ်။အဲဒီချိန်တစ်ဖက်မှာတော့အန်ဒရီဆိုတဲ့ကောင်လေးဟာအန်နီဆိုတဲ့သူ့ရဲ့မွေးကင်းစညီမလေးအတွက်ရေပိုက်ကောင်းကရေနဲ့နှုတ်မဖျော်ပေးဖို့လုပ်နေတဲ့အချိန်ပါပဲ။လေချင်းကလုံနေတဲ့အမေဖြစ်သူကကလေးဆိုတော့ရေတံပူးတဲ့ကရေနဲ့ပဲဖြောဖို့ ပြောလိုက်ပါတယ်။နောက်ပြီးအန်ဒရီကလည်းရေတောက်တဲ့သူမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့တနစ်တာမှာရေစားချိုရီကိုပဲကြိုက်လို့တောက်နေတဲ့သူမျိုးပဲဖြစ်ပါတယ်။အဲဒီနောက်အမေဖြစ်သူကကလေးကိုချီနေတဲ့ချက်မူးသွားတဲ့အခါမှာအန်ဒရီကအမေအဲ့ဒီလေချင်းကနေလုံနေလို့ဒီလိုဖြစ်နေတာလို့တော့ပြောလိုက်ပါသေးတယ်။ ညာရောက်တော့သူ့မယားဇွန်ဘီဖြစ်ပြောင်းနေပြီးသူ့ကိုလိုက်တိုက်ခိုက်တော့အန်ဒရီလည်းအိမ်ပြန်ထွက်ပြီးတော့ထွက်ပြေးရပါတယ်။နောက်တော့အန်ဒရီချော်လဲသွားပြီးတော့အကైခံရတော့မယ့်အချိန်မှာကွတ်တီရောက်လာတဲ့ဒန်ရဲ့ကားကသူ့မိကိုတဲကျုံလိုက်ပါတယ်။အန်ဒရီယာသူ့မိကိုသွားကြည့်ရင်းနဲ့ရဲခေါ်ဖို့လုပ်တော့ဒန်ကဆင်းလာပြီးအခုချိန်ရဲခေါ်လဲရဲရီဖုန်းကင်မှာမဟုတ်တော့ဘူးလို့ပြောပြီးတော့အန်ဒရီကိုအိမ်ထဲမှာပဲအလုံးပိတ်နေဖို့မှာခဲ့ကမောင်းထွက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲအန်ဒရီစီကိုသူ့မိလိုမျိုးဇွန်ဘီတွေပြေးလာတဲ့အတွက်အန်ဒရီလည်းသူ့မိကိုဒီတိုင်းမထားခဲ့နိုင်တာနဲ့ ခြေထောက်ဆွဲပြီးတော့အိမ်ထဲကိုခေါ်လာပါတော့တယ်နောက်တော့ဇွန်ဘီတွေမရောက်ခင်မှာတကားကိုအမြန်ပေးလိုက်ပါတယ်ပြည်တာနဲ့ရေစကန်နံပါတ်ကိုဖုံးဆက်ကြည့်တဲ့အခါတတိပေးတဲ့တစ်ခုသာကြားလိုက်ရပါတယ်အဲ့ဒါကတော့ဒီကျုံးမျိုးကြီးတစ်ခုလုံးကိုကန့်သက်ချိတ်ပေးလိုက်ပြီးဆိုတာပဲဖြစ်ပါတယ်ရဲရီယာကျုံးနဲ့ပြည်မာကြီးကိုဆက်ထားတဲ့တံတားဝါးကနေကျုံးကြီးတစ်ခုလုံးကိုဂိတ်ပိတ်ချလိုက်ပြီးအဲ့ဒီမျိုးကနေထွက်ခွင့်လည်းမပြုတော့သလိုအဝင်လည်းမခံတော့ပါဘူးတစ်ဖက်မှာတော့အန်ဒရီအထက်ရောက်တော့အမေဖြစ်သူဇွန်ဘီကမထနိုင်ပေမဲ့သူ့ကိုတိုက်ခိုက်နေသေးတာကြောင့်ဒီချိုကန်နဲ့သွားထည့်ထားလိုက်ပါတယ်အမေဖြစ်သူကရေပန်းကနေရေရီကျနေတာမြင်ပြီးတော့ ူမဘာသာရေချိုးကန်လေးကိုဝင်နေခဲ့ပါတယ်။အဲဒီချိန်အဲကန်းထဲမှာတော့အန်ဒရီရဲ့ညီမလေးပေါ့စာလေးကရှဲငုံနေတာကြောင့်အပြင်ကဇွန်ဘီတွေကကြားပြီးတော့အထဲကိုဝင်ဖို့တကားတွေကိုရှဲကျုံနေခဲ့ပါတယ်။ဒါကြောင့်ကလင်းငိုတန်မကြရအောင်ကလေးပေါ်တွေကိုအဝတ်တွေနဲ့အုပ်အယုတ်ကြီးတွေနဲ့လည်းအုပ်နဲ့ငိုတန်မကြရတော့မှပဲဇွန်ဘီတွေလည်းငြိမ်သွားပါတယ်။ခဏနေတော့အန်ဒရီရဲ့ကြောင်ကအပြင်ကနေပြန်လာပြီးတော့ကြောင်တိုးပေါက်ကနေပြန်ဝင်လာတော့ဇွန်ဘီတကောင်ကအဲ့ဒီပေါက်ကနေခေါင်းကြီးထွက်လာပြီးတော့အန်ဒရီကိုလှမ်းဆွဲပါတော့တယ်။ဒါမဲ့မထီးခဲ့ပဲနဲ့အန်ဒရီကသွားပုံနေလိုက်မှငြိမ်သွားပါတယ်။ နောက်တော့အန်ဒရီဂေါရဲ့တိုင်ထွက်ယူတော့နည်းနည်းပြန်လှုပ်လာပါတယ်အဲ့ဒီချိန်ပက်ထရီရှားကလည်းဂေါကလက်ကကားကိုတောင်တစ်ခုမှဝင်ပုန်းနေနိုင်ခဲ့ပြီးတော့သူ့ဘေကိုဖုံးပြန်ဆက်ခဲ့ကအကူအညီတောင်းခဲ့ပါတယ်ခဏကြာမှာတော့တန်ရောက်လာခဲ့ပေမဲ့ကိုတောင်ဝတ်မာဇွန်ဝီရရှိနေတာကြောင့်သူ့ရဲ့ဓာတ်နဲ့ဖိုက်တင်ပလေးပြီးတော့အထဲကိုဝင်လာခဲ့ပါတယ်အဲ့ဒီချိန်တကားကိဝါကရဲကားတွေကမြို့ကိုဆွန့်ကွာပြီးတော့ပြည်မာကြီးဘက်ကိုသွားနေတာမြင်တွေ့ရမှာဖြစ်ပါတယ်ခဏကြာမှာတော့စစ်တပ်ဟာလေရင်နဲ့မြို့ရဲ့အဓိကကျတဲ့နေရာကိုဘုံကျဲချသွားပါတယ် အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ကတော့တမျိုးလုံးပြီးပြတ်တောက်သွားခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့အန်နီကိုထိမ့်မဲ့ကလေးထင်းဟာကလေးထင်းမို့လာတဲ့ချိန်အစိုးရကတရားကိုပါကူလို့မရအောင်ဘုံနဲ့ဖောက်ခွဲဖြစ်စီထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်အန်ဒရီကတော့ brain pop ကနေ zombie တွေကိုဗီဒီယိုရိုက်နေခဲ့ပြီးတော့ခဏနေတော့ပြည်သူလုံးကျုံရင်ဝင်ကြီးရဲ့တရင်စာရှင်းလင်းပွဲဗီဒီယိုကိုကြည့်နေခဲ့ပါတယ်။ဝင်ကြီးကဒီပြည်သနာကိုတီးတန့်ဖြစ်စေဖို့တရားကိုဖြစ်စီပြရမယ်လို့ပြောနေခဲ့ကအချိန်မီထိန်းချုပ်လို့ရအောင်ကြိုးစားပါမယ်လို့လည်းပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအန်ဒရီရဲ့ဖုန်းကအားကုန်သွားပါတော့တယ်။နောက်တော့အန်ဒရီရေချိုးခန်းတွေကိုသွားကြည့်တဲ့အခါ သူ့မိဘပေါ်မှာအစင်းရောင်ရည်တွေပေးချန်နေခဲ့တာကိုတွေ့လိုက်ရပြီးတော့အန်နီကိုလည်းတိုက်ခိုက်ဖို့လုပ်နေတာကြောင့်သူ့မိကြိုက်တဲ့အရွက်တစ်မျိုးနဲ့အတန်ပေးကသူ့မိကိုမျှခေါ်လာခဲ့ပါတယ်။အဲလိုမျှခေါ်လာရင်လည်းမတော်တဆဒီဗီကြီးကသူ့မဘော်ကိုပြုတ်ကြကာတီးသွားခဲ့ပါတော့တယ်။အရန်ကိုစိတ်ထိခိုက်သွားပေမဲ့လည်းအန်ဒရီယာဘာမှမတတ်နိုင်တော့ဘဲနဲ့သူ့မိရဲ့အလောင်းကိုရေချိုးခန်းထဲမှာပြန်ထည့်ထားလိုက်ရပါတယ်။ဒီချိန်တည်းမှာပဲသူ့မိရဲ့ခေါင်းတရံကမြစ်တီထွက်နေတာကိုတွေ့လိုက်ရပါတယ်။ပြီးတာနဲ့သူ့မိရဲ့ဖုန်းကိုယူကြည့်ပေမဲ့လည်းကန်ဆိုးစာပဲဖုန်းကပျက်စီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ အဲ့နောက်မှာတော့အန်ဒရီယာလှေကားတစ်ခုထောင်ပြီးတော့အပြင်ကိုတစ်ချက်ချောင်းကြည့်လိုက်တဲ့အခါမှာအပြင်မှာနေအောင်ခံနေတဲ့ဇွန်ဘီတွေကိုတွေ့နေရပါသေးတယ်။ဒါမဲ့ဒီထဲမှာနေရတာကိုညီးငွေ့နေပြီဖြစ်တာကြောင့်နောက်ဆုံးမှာတော့ကာရော့တိုင်ကိုကင်သူညီမလေးကိုကလေးချီတဲ့လွယ်ဤထဲကိုထည့်လွယ်လိုက်ပြီးတော့တကားကိုဖွင့်လိုက်တာပုံလိုက်ပါတယ်။တကားပွင့်သွားတဲ့ဇွန်ဘီတွေကပြေးဝင်သွားတဲ့ကြောင်နောက်ကိုပြေးလိုက်ကြတဲ့အချိန်မှာအန်ဒရီကအသားလေးပဲလစ်ထလာခဲလိုက်ပါတယ်။နောက်တော့ကိုနိုက်စီကိုသွားခဲ့ပါတယ်။အဲဒီအချိန်နောက်ကနေဇွန်ဘီတွေပြေးလိုက်လာတာကြောင့်ကိုနိုက်ထဲပြေးဝင်ဖို့လုပ်တဲ့အခါကိုနိုက်တကားတွေအကုန်လုံးပိတ်ထားတော့တိုင်ပတ်ပါတော့တယ်။ ။နောက်ဆုံးမှာတော့ဇွန်ဘီတွေသူ့ကိုမကြိတ်မိခင်လေးမှာပဲကုန်းတိုက်တကားပွင့်လာပြီးတော့ဒဏ်ကသူ့ကိုထဲကိုဆွဲကိုသွားခဲ့ပါတယ်။ဟုတ်ပါတယ်ဒဏ်ကအဲ့ဒီနေ့မတိုင်ခင်ညကကုန်းတိုက်ထဲမှာလာပုန်းနေတာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲဒဏ်ကအခုဆိုရင်တင်းမောရီလည်းလက်ကုန်ပြီ။ပင်လယ်ထဲမှာလည်းရေကူးရင်ကိုပူချင်းကြပြီးတော့ရှော့ဖို့ပဲရှိတာကြောင့်သူတို့ပြေပေါက်ပိတ်နေပြီလို့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်ကုန်းတိုက်ထဲမှာအန်ဒရီကအန်နီအတွက်နှုတ်မုတ်ရှာနေတဲ့ချိန်အန်နီကလည်းရှောက်သွားနေရင်းနဲ့မမောင်တဲ့ပိတ်ထားတဲ့ဇွန်ဘီတစ်ကောင်နဲ့တွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ပက်ထရီရှာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒန်ဟာကူးဆက်နေပြီဖြစ်တဲ့ပက်ထရီရှာကိုတစ်ချိန်ချင်းဖြည့်ဆည်းတွေ့တဲ့အခါကူးလို့ရအောင်လို့ထားထားတာဖြစ်ပါတယ်။အဲ့ဒီချိန်ကောက်ကလက်ရုံထဲမှာတော့မေချေယာတကားကိုဇွန်ဘီတွေဝင်လို့မရအောင်အထက်ထက်ပိတ်ထားခဲ့ပါတယ်။နောက်တော့ရေဒီယိုကနေတဆင့်သူ့ဘိုင်ယိုဒက်ရှ်ကုမ္ပဏီကလူတွေကိုဖုံးဆက်ပြီးတော့အကူအညီတောင်းတဲ့အချိန်မှာကုမ္ပဏီဘက်ကကြွမ်းကျင်သူတွေကိုလွတ်လိုက်ပြီးဖြစ်ကြောင်းဒါပေမဲ့မေချေကတော့လုံထုံးလုံးကြီးတွေကိုလိုက်နာရမယ်ဖြစ်ကြောင်းပြောနေခဲ့ပါတယ်။အဲ့ဒီချိန်ဇွန်ဘီခွေးကသူ့ကိုလာဟောင်းနေတာကြောင့်ခွေးကိုကန်ထုတ်ပစ်လိုက်ပါတယ်။မေချေဟာမိဖို့ကြောင်းထဲမှာလဲ ိုးစုံပြီးဖြစ်ထားတဲ့ဘောစီယောက်ျားဖြစ်သူကိုအမောက်သိပ်ထားပြီးဖြစ်ပါတယ်။အဲဒီအချိန်ဒီဘက်မှာတော့ဒန်ကသူ့အနီးတိုင်းမီးထွက်အောင်လုပ်နေတဲ့အချိန်အန်ရီကစိတ်မရှိတော့ဘဲနဲ့မီးညှိပေးလိုက်ပါတယ်။နောက်တော့သူတို့တို့ခုခုစားရင်းနဲ့ဒန်နားထောင်နေကြရေဒီယိုအစီအစဉ်တစ်ခုကိုနားထောင်ကြပါတယ်။အစီအစဉ်တင်ဆက်သူကဒီဇွန်ဘီတိုက်ခိုက်မှုကြီးဟာစီးပွားရေးကြမ်းဖက်မှုတစ်ခုဖြစ်နိုင်ကြောင်းသုံးသပ်နေခဲ့ပါတယ်။ခဏနေတော့ပြည်သူလုံခြုံရေးဝန်ကြီးနဲ့ဖုန်းချင်းလိုက်ပြီးအစီအစဉ်တင်ဆက်သူကမိကုန်းနေမိတဲ့အခါမှာ ဝန်ကြီးကနိုင်ငံရေးသမားပီပီချဘိုးကိုလိမ့်ဖြစ်အောင်ပြောတဲ့အပြောတွေနဲ့ရှောင်ကွင်းပြီးတော့ဖြေနေခဲ့ပါတယ်။အဲနောက်ဖုံးချပြီးတဲ့နောက်မှာတော့တင်ဆက်သူကအစိုးရဟာဒီကဆိုးကြီးကိုရှင်းပြဖို့အဲဒီမျိုးကပြည်သူတွေကိုစတေးပစ်လောက်တယ်လို့တန်ပြရှိနေခဲ့ပါတယ်။အဲနောက်တန်ကအဲဒီစီစဉ်ကိုဖုံးဆက်ပြီးတော့ဒီမှာတက်ရှင်နေသေးတဲ့သူတွေရှိနေကြောင်းပြောကအကူကြီးတောင်းတဲ့အခါမှာတော့တင်ဆက်သူကကဘာကြီးဟာသူတို့ကိုကူးဆက်လာမှာကိုလည်းကြောက်တဲ့တွေ့ တာဝန်ရှိသူတွေဘယ်လိုဆောင်ရွက်မလဲဆိုတာကိုသူလည်းသိကျင်တယ်လို့ပြောနေခဲ့ပါတယ်ဒီလိုနဲ့ဒန်ဖုံးချပြီးတဲ့နောက်မှာတော့သူနဲ့အန်ဒရီတို့ဒီလိုဇွန်ဘီတွေဖြစ်လာရတဲ့အကြောင်းရင်းကိုဖြေရှားကြည့်ကြပါတယ်ဒန်ကဒီကိစ္စကသူ့အထင်လူတွေအားလုံးမှာတုန်ကြီးတဲ့အသုံးပြုမှုကရေပဲဖြစ်တာကြောင့်ရေကနေကူးဆက်တာဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်နောက်ပြီးသူကတန်တရားလွန်တဲ့သူတယောက်ဖြစ်တာနဲ့အညီရေကိုပိုက်ကောင်းကနေတောက်တက်တဲ့သူတယောက်တော့မဟုတ်တဲ့အတွက်အခုလိုသူဘာမှမဖြစ်ခဲ့တာလို့လည်းပြောနေခဲ့ပါတယ်တစက်ထဲမှာပဲဒီလိုရေတွေအစိတ်တောက်ဖြစ်အောင်အကျန်းဖက်သမားတွေကအစိတ်ခတ်သွားတာပဲဖြစ်မယ်လို့သူထင်မြင်ချက်ကိုပြောလိုက်တဲ့အတွက် ီစကားကိုကြတော့အန်ဒရီကလောင်းနေခဲ့ပါတယ်နောက်နေ့မနေ့မှာတော့သူတို့သုံးယောက်ဟာပြင်ထွက်လာကြပြီးတော့ပက်ထရီရှာကိုလည်းကိုက်လို့မရအောင်တန်ကခေါင်းမှာတန်စကားတက်ပြီးတော့အတူခေါ်ထုတ်လာခဲ့ပါတယ်ဒါပေမဲ့ပြင်မာဇွန်ဘီတွေကရှိနေပြီးတော့အဲ့ဒီထဲကဇွန်ဘီဖြစ်နေတဲ့ကလေးမလေးတယောက်ကတန်ကိုတိုက်ခိုက်လာတဲ့အတွက်တန်ကခုခံပြီးတော့ခြေထောက်နဲ့တေချာပြန်ဖိထားလိုက်ပါတယ်ကလေးမလေးကိုမတက်ရတာကြောင့်တန်ကကြံတဲ့သူတွေနဲ့အတူအမြန်ထွက်ပြေးလာပြီးတော့ဇွန်ဘီတွေသူ့ကိုမမိခင်လေးမှာကားပေါ်ကိုအမြန်တက်လိုက်နိုင်သွားခဲ့ပါတယ်အဲ့ဒီချိန်တစ်ဖက်မှာတော့ကောက်ကလပ်ကိုဘိုင်ယူဒက်ကုမ္ပဏီကလွှတ်လိုက်တဲ့ကျွမ်းကျင်သူအမွာနှစ်ယောက်ရောက်လာပြီးတော့လမ်းမှာတွေ့သည့်မြောက်ဇွန်ဘီတွေကို ဂန်းနဲ့ရှယ်ဖြုတ်နေခဲ့ပါတယ်။အဲဒီနောက်ရုံးထဲမှာမီချဲဟာသူတို့နဲ့ဂေါက်ကလက်တွဲလုပ်ဖို့ချုပ်ဆိုထားတဲ့စာချုပ်စာတမ်းတွေကိုမီရှို့နေပြီးနောက်ဆုံးအနေနဲ့သူ့လက်ထဲမှာမျိုးစာနမူနာပလင်းလေးတပလင်းကိုသာချန်ထားခဲ့ပါတယ်။အဲဒီချိန်မှာနှစ်ယောက်ထဲဝင်လာပြီးတော့သူတို့စီကတက်တာတစ်လုံးကိုမီချဲကယူလိုက်ပါတယ်။အဲဒီထဲမှာတော့အဖြူရောင်အလုံးတွေကိုတွေးရမှာဖြစ်ပြီးတော့အဲဒီလုံးတွေရဲ့အာနိသင်ကတော့24နှစ်အတွင်းဒီဇွန်ဘီယောဂကြီးကိုပြပြချင်းကုသသွားတဲ့ဈေးပဲဖြစ်ပါတယ်။ဒါမဲ့အဲဒီချိန်မှာပဲမွာနှစ်ယောက်ဟာမီချဲကိုတိုက်ခိုက်ပြီးတော့ပါဇက်သေးကိုခွန်နာကမြေဩစာပလင်းလောင်းထဲလိုက်ခါမိသွားလွှတ်လိုက်ပါတယ်။ နောက်တော့မေချယ်ကိုဒီရိုတိုက်ဆွဲခေါ်သွားတဲ့ချိန်ဖြည်စီအလုံးတစ်လုံးအခန်းထဲမှာကြကြံခဲ့ပါတယ်အဲဒီချိန်တစ်ဖက်မှာတော့ဒန်နိုဟာရေဆက်ယုံကိုသွားကြပါတယ်ကိုရောက်တော့ကလေးကိုကားထဲမှာမှန်ပိတ်ထားခဲ့ပြီးတော့သူတို့ကတော့ဝင်ကြည့်ခဲ့ပါတယ်အထဲကိုရောက်တော့ရေကန်ကြီးထဲမှာနေနေတဲ့ဇွန်ဘီတစ်ကောင်ကိုတွေ့လိုက်လို့ဆိုပြီးတော့ပက်ထရရှာကဇွန်ဘီဖြစ်ဖြစ်ချင်းမှုအဲဒီကန်ထဲကိုပြေးသွားပါတယ်ဒီလိုနဲ့ဒန်လည်းပက်ထရရှာကိုကယ်ဖို့ရေကန်ထဲထိဆင်းလိုက်ခဲ့ပါတယ်အဲဒီနောက်ကန်ထဲကဇွန်ဘီကသူ့ကိုတိုက်ခိုက်ဖို့လုပ်တဲ့အခါမှာပက်ထရရှာကိုအနားဆွဲလိုက်တဲ့အတွက်ရက်သွားခဲ့ပါတယ် ဲ့တော့မှအန်ဒရီကဇွန်ဘီတွေကသူတို့ချင်းချင်းဆိုရင်တော့မတိုက်ခိုက်ဘူးပဲလို့နားလေသွားတဲ့အတန်နဲ့ထပြောလိုက်ပါတယ်။ဒါမဲ့ဇွန်ဘီကသူ့အတန်ကိုကြာပြီးသူ့နောက်ကလိုက်တော့တန်းနေအောင်ပြေးရတယ်ပြင်။လမ်းကဇွန်ဘီတွေပါပေါင်းပြီးတော့လိုက်တာကိုပါခံလိုက်ရပါတယ်။တစ်ဖက်မှာတော့ဒန်ကပက်ထရီရှားကိုရေကန်တဲကနေရောက်အောင်ဆွဲထုတ်ရင်းနဲ့ပက်ထရီရှားရဲ့လက်တစ်ဖက်ပြုတ်ထွက်သွားခဲ့ပါတယ်။အန်ဒရီကတော့ပြေးရင်ပြေးနဲ့နောက်ဆုံးကားရဲကိုအမြန်ပြန်ဝင်လာနိုင်ခဲ့ပါတယ်။လက်ပဲကြီးကန်ကသူ့သမီးနဲ့အတူထွက်လာတဲ့ဒန်ကတော့လမ်းမှာတွေ့သမျှဇွန်ဘီတွေကိုသူ့သမီးနဲ့ကာပြီးတော့ရှောင်းလာကကားရဲကိုရောက်လာခဲ့ပါတယ်။ ကားရဲကိုလူစုံရောက်တဲ့အခါမှာတော့အန်ဒရီကအတန်ကြားလို့ကြီးလိုက်တဲ့ချိန်ပက်ထရီရှားရဲ့ဖုန်းကိုတွေ့လိုက်ရပါတယ်။နောက်တော့ပြက်နေတဲ့ပက်ထရီရှားရဲ့လက်နဲ့ဖုန်းကိုဖွင့်နေရင်းနဲ့ပက်ထရီရှားရဲ့လက်ကဒဏ်ရာကနေမျက်တည်ထွက်နေတာကိုလည်းတွေ့လိုက်ရပါတယ်။ဒါကြောင့်ဒဏ်ကကောက်ကလပ်မှာမကြသေးခင်ကနောက်ဆုံးပေါ်နီးပညာတစ်ခုအသုံးပြုခဲ့ကြောင်းကိုပြန်မှတ်မိသွားပြီးတော့အကြမ်းဖက်သမားတွေလက်ချက်မိုးဖဲနဲ့ကောက်ရိုက်သမားတွေလက်ချက်လို့ယူဆလိုက်ပါတယ်။အဲဒီနောက်မွာနေရောက်အဖြေစည်းတွေကိုကောက်ကွင်းအထက်မှာပြစ်ချလိုက်ပြီးတော့သူတို့ကုမ္ပဏီလက်ချက်မှန်မသိအောင်လို့တက်တည်ဖြောင်းနေခဲ့ပါတယ်။နောက်တော့အဲ့ဒီဖြေစည်းလုံးတွေကနေအငွေတွေထွက်လာပါတော့တယ်။ အမွာထွက်သွားပြီးခဏကြာမှတော့တန်တို့လည်းအဲ့ဒီညာကိုရောက်လာကြပြီးတော့တူတူဆန်းဆန်းမြည်တွေ့လိုက်ရတဲ့အငွေတွေကိုတပ်ပုံရိုက်ထားလိုက်ကြပါတယ်။အဲဒီနောက်သူတို့ကောက်ကွင်းရုံထဲကိုဝင်ဖို့ရှီတကားကနေဝင်တဲ့အခါမှာတကားကတော့ခတ်ထားတာကြောင့်တန်ကအပေါ်မိုးကနေကြော်ဝင်ပြီးတော့အထက်ရောက်မှတကားကိုဖွင့်ကာကျန်တဲ့သူတွေကိုဝင်စီခဲ့ပါတယ်။အထက်ကိုရောက်တော့စတိုကန်ထဲမှာပက်ထရီရှာကိုထည့်ထားလိုက်ပြီးအန်ရီကတော့သူ့ညီမလေးစောဖို့ခုံတွင်နဲ့ကစားကွင်းအသေးလေးလှုပ်ပေးကညီမလေးကိုထားထားခဲ့ပါတယ်။အဲဒီနောက်အန်ရီနဲ့တန်တို့ရုံထဲမှာပက်ရှာကြည့်နေတဲ့အချိန်တင်းနေပြီဖြစ်တဲ့ဇွန်ဘီခွဲကိုတွေ့ခဲ့ရပါတယ်။ အဲဒီချိန်ကလင်းကိုတန်ကြားလာကြောင်းအန်ဒရီကသူ့ညီမလေးကိုပြေးကြည့်ဖို့လိုခဲ့ပါတယ်။ဒါကလည်းရုတ်တရက်တစ်ချက်မူးသွားခဲ့ပါတယ်။အန်ဒရီယာသူ့လို့ပေးခဲ့တဲ့ကစားကွင်းလေးထဲမှာသူ့ညီမလေးအန်ဒီကိုရှာမတွေ့တော့တဲ့အတွက်ပြာသွားပြီးတော့လိုက်ရှာပါတော့တယ်။အဲဒီချိန်ဒန်ကလည်းမောင်မဲနေတဲ့မြောက်ဈေးညံလမ်းကိုဆင်းသွားရင်းနဲ့နောက်ဆုံးမှာတော့ဘုံတွေအများကြီးထောင်ထားတာကိုတွေ့ခဲ့ရပါတယ်။ဒီချိန်ထဲမှာပဲခန္ဓာကိုယ်ကလည်းနေလို့မကောင်းတော့ပဲဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်လျှောက်လာရင်းနဲ့တဏှာရောက်မှာတော့ဘုံတွေအားလုံးကိုအချိန်မှတ်နေတဲ့တံပတ်တစ်ခုကိုတွေ့လိုက်ရပါတယ်။ ဒါမဲ့သူ့မှာမတ်တပ်ရနိုင်စွမ်းမရှိအောင်အားနေနေပြီမို့ပက်ထရရှာရဲ့လက်ပြက်ကိုအုံပြူပြီးတော့တံပတ်ကိုပေးလိုက်ပါတယ်တံပတ်ရက်သွားတဲ့နောက်မှာတော့သူ့မျိုးလုံးကစိမ့်လာပြီးဇွန်ဘီဖြစ်လာပါတော့တယ်အဲ့ဒီချိန်ပြင်မာတော့အမွှာနှစ်ယောက်ကပေါက်ကွဲရမယ့်အချိန်မှာမပေါက်ကွဲလို့ဆိုပြီးတော့အဆောင်အုံစီကိုပြန်လာကြည့်တဲ့အချိန်မိဖို့ကြောင့်ထဲမှာကလေးလေးကိုတွေးထားတဲ့အတွက်ကလေးကိုမျိုးစာတိုက်လိုက်ခဲ့ပါတယ်တစ်ဖက်မှာတော့အန်ဒရီကသူ့ညီမလေးကိုလိုက်ရှာရင်းနဲ့ခန်းတကန်းထဲမှာပိတ်နေတဲ့ဇွန်ဘီမစ်ချယ်ကိုတွေးထားခဲ့ပါတယ်ဒါကြောင့်အဲ့ဒီကနေထွက်လာတဲ့အချိန်ကလေးလေးကိုတွေးထားပြီးတော့ချီလာခဲ့ပါတယ် တနေရာရောက်မှာတော့သူ့ကိုမာနီယောက်ကရှေ့နောက်ညှက်ထားလိုက်ပြီးတော့တယောက်ကကလေးလေးပါဇက်ထဲကိုပိတ်ထားကအန်ဒရီရဲ့ပါဇက်ထဲကိုမြေဩဇာထဲဖို့လှုပ်ပါတယ်။ဒါမဲ့ကလေးလေးကပြန်ကဲလိုက်တာကြောင့်မြေဩဇာပလင်လွတ်ကျသွားခဲ့ပါတယ်။အဲဒီချိန်ဆိုမိဖြစ်နေတဲ့ဒန်ကအမွှာတယောက်ကိုပြေးကပ်ပြီးတော့ပြန်လန်ချကြပါတယ်။အဲလိုနဲ့အန်ဒရီလည်းကြောက်ပြီးတော့နောက်ဆုတ်လိုက်တဲ့အချိန်မှာပဲအစောပိုင်းကကြာနေတဲ့ဖြည့်စည်အဖြူကိုတနင်းမိသွားခဲ့ပါတယ်။ဒီလိုနဲ့ဖြည့်စည်ငွေတွေထွက်လာပြီးတော့အန်နီနဲ့ဒန်တို့ရဲ့ကိုယ်ရဲကိုဝင်သွားပါတော့တယ်။အဲနောက်ထွက်ပြေးတဲ့အန်ဒရီနောက်ကိုဒန်ကပြေးလိုက်ပြီးကိုက်ဖို့လုပ်ပေမဲ့အန်ဒရီရဲ့လက်ထဲမှာဇွန်ဘီကလေးလေးရှိနေတာကြောင့် ။တန်ကသူတို့ဇွန်ဘီချင်းချင်းအာယုံရပြီးတော့ရက်သွားခဲ့ပါတယ်။အဲ့ချင်းဒီဘက်မှာတော့ဇွန်ဘီပြောင်းစားပြုတ်နေပြီဖြစ်တဲ့အမွာနှစ်ယောက်ကတယောက်ကိုတယောက်ပြိုင်တူပစ်တက်လိုက်ကြပါတယ်။ဒီနောက်မှာတော့အန်ဒရီယာဒန်ရဲ့ဂျာကင်တဲကဖုန်းဟောင်းလေးကိုယူပြီးတော့ပက်ထရီရှာရဲ့ဖုန်းပွင့်လာအောင်ဖုန်းခေါ်လိုက်ပါတယ်။နောက်တော့ပက်ထရီရှာရဲ့ဖုန်းနဲ့လိုက်လွင်ပြီးတော့သူတို့ဒီမှာဒုက္ခရောက်နေတဲ့ကြောင်းကုညီလိုကြောင်းနေပြောနေခဲ့ပါတယ်။တချိန်တည်းမှာပဲအဲ့ဒါကသတင်းဌာနတွေပေါ်ကိုရောက်လာခဲ့ပါတယ်။ဒီလိုနဲ့အန်ဒရီယာဒန်ကိုသူသမီးရှိတဲ့စတိုကန်ထဲမှာအတူတူထားလိုက်ပါတယ်။နောက်ထပ်ဇာဝင်ကမ်းမှာတော့ဆိုးရွားကလွတ်လိုက်တဲ့စစ်တပ်ရဲ့ဟဲ့ရင်တွေအများကြီးရောက်လာပြီးတော့ အဲဒီကနေစစ်သားတွေဆင်းလာကမိမုတ်တနတ်နဲ့လမ်းမာတွေ့သည်မှဆုံမီတိုင်းကိုရှင်းပြနေခဲ့ပါတယ်။ဒါကြောင့်အန်ဒရီကလည်းထွက်လာပြီးတော့ကာကွယ်ဆေးဖော်လို့ရအောင်ပက်ထရီရှားရဲ့လက်ပြတ်ကိုယူလာခဲ့ပါတယ်။ဒါမဲ့သူ့လိုပဲစစ်သားတွေကို တွေ့လို့အာဂိုရဂျီနဲ့ပြေးထွက်လာတဲ့အသက်ရှင်ကျန်တဲ့သူတွေကစစ်သားတွေကမိမုတ်တပ်ပစ်လိုက်တဲ့အတွက်အစိုးရဟာအသက်ရှင်ကျန်တဲ့သူတွေကိုကယ်ဖို့စစ်တပ်ကိုလွှတ်လိုက်တာမဟုတ်မှန်းအန်ဒရီတယောက်နားလေသွားခဲ့ပါတယ်။အဲဒီချိန်ဖီဆေးရှေကြောင့်အန်နီနဲ့ဒန်ကလည်းကောင်းစားပြူလာပြီးဖြစ်ပါတယ်။ ါမဲ့စစ်သားတွေစတိုကန်တကားကိုရုတ်တရက်ဖွင့်လိုက်ပြီးတော့ပက်ထရီရှာကိုရောတန်ကိုပါတပ်ပစ်လိုက်ပါတယ်ဒီနောက်မှာတော့တရင်မှာဝင်ကြီးကသူတို့ကူးဆက်မှုကိုထိန်းချုပ်နိုင်သွားပြီလို့ကြေညာရင်းနဲ့ရေကွက်ကိုကောက်တော့လိုက်တဲ့အခါမှာတော့ရင်းနှီးကွက်မှာပါတဲ့ logo က Biodash Company logo ဖြစ်နေတဲ့အတွက်ဝင်ကြီးက Biodash Company နဲ့ပူးပေါင်းထားကြောင်းကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်တစ်ဖက်မှာ Andre ကတော့ Andy Lee ကိုချီးရင်းနဲ့ထွက်ပြေးလာရင်လမ်းမှာအသက်ခံထားရတဲ့အသက်ရှင်ကျန်ရဲ့သူတွေအများပြားကိုလည်းတွေ့ခဲ့ရပါတယ်နောက်ဆုံးမှာတော့သူဟာလေတစည်းကိုတွေ့ခဲ့ပြီးတော့အဲလီကတော့ Andy ရဲ့ကလေးထင်းပါဝင်တဲ့စီရီနာဝင်တဲ့အဖွဲတစ်ဖွဲဖြစ်ကား သူတို့ကိုကယ်တင်သွားခဲ့ပါတယ်။လမ်းမှာအန်ရီကအခုမှတော့ပက်ထရီရှားရဲ့လက်ကိုလည်းမလိုတော့ဘူးလို့ဆုံးဖြတ်ကရည်တဲကိုပြစ်ချလိုက်ပါတော့တယ်။အဲဒီလက်ကိုငါးကြီးတကောင်ကစားပြီးဇွန်ဘီဖြစ်ပြောင်းသွားရာကနေဇလန်လီလည်းပြေးဆုံးသွားခဲ့ပါတယ်။အဆုံးထိကြီးစုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။